ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမင်းငယ်မြို့နယ်မှာရွေးကောက်ပွဲဝင်ပါကလောက်ကျန်တပ်ဖြတ်မှုများနဲ့ဝင်းရံသူများတိုက်ခိုက်ခံရနိုင်တဲ့အတွက်မင်းငယ်မောင်မင်းကနေပြည်တော်စပူသီရီမြို့နယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ရှင်းပြိုင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2010ရွေးကောက်ပွဲနဲ့2015ရွေးကောက်ပွဲမှာမင်းငယ်မျိုးနယ်ကနေအနိုင်ရခဲ့တဲ့ကျန်းဖို့လွတ်တော်အမတ် မင်းကြီးမောင်မြင့်ကလာမဲ့ဒီဇင်ဘာလမှာကျင်းပမဲ့ရွေးကောက်ပွဲမှာမင်းကြီးမျိုးနယ်ကမပြိုင်တော့ဘဲနဲ့နေပြည်တော်စပူတီတီမျိုးနယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာဝင်းရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗါတယ်မင်းကြီးမျိုးနယ်မှာတွားရောက်ရှင်ပြိုင်မှာကသူ့ကိုလုံးကြံတက်ဖြတ်ခံရမှုများနဲ့ ဝိညာဉ်သူများတိုက်ခိုက်ခံရမှာကိုစိုးရင်ပြီးတော့မင်းကြီးကမဲဆန္ဒရှင်များမထိခိုက်မနစ်နာစေခြင်းနဲ့အတွားနေပြည်တော်ကနေတဆင့်ရှင်ပြိုင်ချင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်မဲဆွယ် COA တွေလုတ်ဖို့အဲ့ဒီမှာကျွန်တော်ကိုဝိညာဉ်နဲ့သူတွေကိုပဲဖြစ်ဖြစ်ကျွန်တော်ကိုပဲဖြစ်ဖြစ်ထိခိုက်နေနာစေမဲ့သဘောရှိပါတယ်အိမ်လွေဆိုရင်မိရှုခံရတာတွေရှိတယ်လူတွေကလည်းကစင်ကလေးထွက်ပြေးနေရတယ်။အဲ့ဒါတွေကဘသူကြောင့်ဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ကြောင့်ဖြစ်တာပေါ့။အခုသွားပြရင်ထပ်ပြီးဖြစ်အောင်မှာစိုးလို့တို့တို့ကိုစာနာပြီးတော့သွားမပြရင်တော့ပါဘူး။ နောက်တစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲမှာတခြားလူတွေပြိုင်တာနဲ့ကျွန်တော်ပြိုင်တာနဲ့မတူဘူးဗျကျွန်တော်ပြန်ရင်သူတို့အတွက်ရှုံးဖို့အချင်းနေအများဆုံးရှိသွားမှာဆိုတော့ကျွန်တော်ကိုပဲဒီကောင်တွေကလှုပ်ချံတက်ဖြတ်မှုစူးစမ်းမှာပဲကျွန်တော်ပဲဖြစ်ချင်းဖြစ်မှာပေါ့တခြားသူတွေလည်းထိခိုက်ကုန်မှာပေါ့ဒါတွေအားလုံးကကိုယ့်ရဲ့ပြောကားကြောင့်ဖြစ်တယ်လို့ယူဆရင်ကျွန်တော်လည်းတသက်လုံးစိတ်ကောင်းမှာမဟုတ်ဘူးဒါကြောင့်အခုနေရာကပုံမလုံးချုံအေးချမ်းမယ်လို့ယူဆလို့ဒီနေရာကိုရွေးချယ်လိုက်တာပါလို့မင်းငယ်မောင်မြင့်ကပြောဆိုလိုက်ပါတယ် ်မင်းငယ်မောင်မြင့်ခေါ်ရဲမြင့်ဟာအသက်69နှစ်ရှိပြီဖြစ်ပြီးတော့စစ်ခွေးတပ်မှဗိုလ်မှူးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်ခွေးအရာရှိတဦးဖြစ်တယ်လို့သိရပါဗါးအာနာရှင်ဟောင်းတန်းရွှေလက်ထက်မှာ2004ခုနှစ်ကနေ2011ခုနှစ်အထိနိုင်ငံသားရေးဒုဝန်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့2010ရွေးကောက်ပွဲမှာ မင်းကမဲဆန္ဒတွေကပြီးသူလွတ်တော်ကိုယ်စားလှယ်ဖြစ်လာတယ်လို့သိရပါတယ်။သိန်းစိန်အစိုးရလက်ထက်2012ခုနှစ်ကနေ2012ခုနှစ်အထိအလုံသမားဝင်ကြီးအဖြစ်နဲ့၎င်း2012ကနေ2016အထိစမုတ်ဝင်ကြီးအဖြစ်နဲ့၎င်းတာဝန်ယူခဲ့ဘူးသူဖြစ်တယ်လို့သိရပါတယ်။2015ခုနှစ်ရွေးကောက်ပွဲမှာလည်းကျန်းဖုတ်ပါတီရဲ့မင်းကမျိုးနဲ့ပြီးသူလွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ထပ်မံအနိုင်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။မင်းကမောင်မြင့်ဟာကျန်းဖုတ်ပါတီရဲ့ဘိုးအလုံးမှုဆောင်တအုပ်လေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။